ရိုနယ်ဒိုရဲ့ကစားသမားဘဝအခက်ခဲဆုံးပြိုင်ဘက်ရိုနယ်ဒိုလိုကစားသမားမျိုးအတွက်အခက်ခဲဆုံးပြိုင်ဘက်ရှိသေးလားလို့ခင်ဗျားတို့ထင်မိကောင်းထင်မိလိမ့်မယ်။ဒါမဲ့လေရိုနယ်ဒိုလိုသာရအကောင်းဆုံးကစားသမားအတွက်လည်းအခက်ခဲဆုံးပြိုင်ဘက်ဆိုတာရှိခဲ့ဘူးပါ ड़ी ။အဲ့ဒီပြိုင်ဘက်နဲ့တွေ့ရခါတိုင်းမှာရိုနယ်ဒိုကအမြဲတမ်းပဲနင်းနေရတာပါ။နားလေအောင်ပြောရမယ်ဆိုရင်တော့တောင်ပန်ကစားသမားဖြစ်တဲ့ရိုနယ်ဒိုကအဲ့ဒီနောက်တန်းကစားသမားတူရောဘလို့မှမကြုံနိုင်ခဲ့ပါဘူး။သူကတော့အက်ရှလီကိုပါ။ အက်ရှလီကိုကအာဆင်နယ်မှာကစားခင်တော့ရော်နယ်ဒိုကအက်ရှလီကိုကိုတစ်ကြိမ်ကြော်ဖြတ်ခဲ့ဘူးပဲမြေချေစုရောက်သွားတဲ့အချိန်မှာတော့အက်ရှလီကိုဆိုတာကရော်နယ်ဒိုအတွက်ကစားသမားဘဝတစ်လျှောက်အခက်အခဲဆုံးပြိုင်ဘက်တစ်ဦးအထိဖြစ်သွားခဲ့ပါလိမ့်။လိမ်ပြီးတော့ပဲကြော်ကြော်ဘလူနီနဲ့ပဲကြော်ကြော်ရော်နယ်ဒိုကအက်ရှလီကိုတယောက်ကိုကြော်နိုင်မှုအရေးတော်တော်လေးကိုခေရခဲစင်းနဲ့စူးစမ်းခဲ့ရတာပါ။ဒါမဲ့လည်းမကြော်နိုင်ခဲ့ပါဘူး။ဘလူနီနဲ့မှကြော်လို့မရခဲ့တာပါ။ရော်နယ်ဒိုကိုယ်တိုင်ကလည်းဒါနဲ့ပတ်သက်ပြီးတော့အခုလိုပဲဖွင့်ဟဝန်ခံခဲ့မှုပါလိမ့်။ကျွန်တော်ခံစစ်ကစားသမားအများကြီးနဲ့ရင်ဆိုင်ခဲ့ပါလိမ့်။ ဒါမဲ့ကျွန်တော်တို့အခက်ခဲဆုံးပြိုင်ဘက်ဖြစ်တဲ့ရင်ဆိုင်ခဲ့ရတာကတော့ Ashley Cole ပါ Ashley Cole ကကျွန်တော်ဘဝတစ်လျှောက်မှာကျွန်တော်ရင်ဆိုင်ခဲ့မှုတွေပြိုင်ဘက်တီထဲမှာရင်ဆိုင်ရအခက်ခဲဆုံးပြိုင်ဘက်တူပါသူကတကယ်တော်တော်ကောင်းပါလေဆိုပြီးတော့ Ronaldo ကပြောမှုပါလေအဒါကြောင့်ဒီနေ့ခေတ်မှာရမဲလောက်ကိုထိန်းထားရလူနိုမန်ဒက်စ်လောက် Ashley Cole ကကောင်းခဲ့တာမဟုတ်ပါဘူးတချိန်ထာရော့အကောင်ဆုံးကစားသမားတူဖြစ်လာမယ် Ronaldo လိုညံလုံးတွက်လုံးပါနဲ့လုံးနဲ့ကစားသမားမျိုးလှုပ်မရအောင်ထိန်းပြီးတော့ရဲစက်ကိုကောင်းပြခဲ့ရပါနောက်ပြီးတော့သူရဲ့အကောင်ဆုံးချိန်တည်းကချဲစီးမှာပါ ကိုကချေစီမှာ၈နှစ်ကစားခဲ့ပြီးတော့အာဆီနယ်မှာ၄နှစ်ကစားခဲ့ပါတယ်။ဟိုလုံးကချေစီမှာအက်ရှလီကိုကောင်းချက်ကအခုနူနိုမန်တက်ကောင်းတာထက်ကိုအစားပေါင်းများစွာပိုပါတယ်။ရိုနယ်ဒိုရောမှထိမ်းပြနိုင်ခဲ့တဲ့အတွက်တခြားကစားသမားတွေဆိုတာကသူ့တပါမွားပါပြီ။ဒါပေမဲ့အက်ရှလီကိုအနေနဲ့အခုလိုဖြစ်လာတာဒီအခိုက်အတန့်တစ်ခုကိုနာကြီးသွားလို့ထင်ပါတယ်။ဒါရောရိုနယ်ဒိုယူနိုက်တက်ကိုဆက်ဆက်ရောက်ချင်းအချိန်ကာလတစ်ခုကိုရောက်တော့ယူနိုက်တက်နဲ့အာဆီနယ်ကိုတွေးကြတဲ့ပွဲမှာရိုနယ်ဒိုဆိုတဲ့ခြားတဲ့လေးကကိုယောင်ပြပြီးတော့လိန်ခေါက်သွားတာကိုအက်ရှလီကိုတယောက်ဘယ်လို့မှမတားနိုင်ခဲ့ပါဘူး။ မတားနိုင်ခဲ့တဲ့ပြင်သူကပေါင်ဝင်ကားပြီးတော့မှရုပ်ပြက်ဆင်းပြက်ဒီကြကြံခဲ့တာပါရော်နယ်ဒို Ashley ကိုကြော်ဖြတ်ခဲ့ဘူးတာအဲ့ဒီတစ်ချိန်မှာပဲဒါကြောင့် Ashley ကိုနေနဲ့အဲ့ဒီအခိုက်တန့်တစ်ခုကိုစိတ်နာသွားတဲ့အတွက်သူခေတူးခါမှပြိုင်ဆန်ရှာဖြစ်အောင်လို့ကြိုးစားလိုက်တာထင်ပါတယ်နောက်ပြီးတော့အဲ့ရရင်တောက်လျှောက်သူကရော်နယ်ဒိုဆိုရင်အသေးအံလိုက်ထိန်းတော့တာပါနာဇီတက်တွေနဲ့ရှက်စိတ်တွေကသူ့ကိုအဲ့လိုဖြစ်စေခဲ့တယ်လို့ရော်နယ်ဒိုအတွက်လေသူကကစားသမားဘဝတစ်လျှောက်အခုချိန်ထိကိုအခက်အခဲဆုံးပြိုင်မဲ့အဖြစ်နဲ့မှတ်တမ်းဝင်သွားစေပါတယ် ဒါကြောင့်ဒီနေ့ခေတ်ကောင်းလွန်ပါတယ်ဆိုရဲညာဆိုနောက်ခံလူကြီးဆိုတာက Ashley ကိုရှိမှကလေးလေးလိုပါပဲ။နောက်ပြီးတော့ Ashley ကိုကိုယ်တိုင်ကလည်း Ronaldo သူ့ကိုဘယ်လိုမှမကြော်ဖြတ်နိုင်ခဲ့ဘူးဆိုတဲ့အကြောင်း interview ဒီမှာပြောမှုပါတယ်။အခုချိန်မှာ Ronaldo ကကမ္ဘာအကောင်းဆုံးကစားသမားတစ်ဦးဖြစ်နေတဲ့အတွက် Ashley ကိုကလည်းသူ့ကိုထိန်းနိုင်ခဲ့ရတဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုဂုဏ်နေရပါ။ဒါမှမဟုတ်တကယ်လည်းအရေးချင်းရှိလို့တဲ့အတွက် Ashley ကိုအနေနဲ့အခုလိုပဲလူသိရှင်ကြားဂုံစာရာကလည်းအပြစ်တော်မဟုတ်ပါဘူး။ နောက်ပြီးတော့အခုခေတ်မှာကောင်းပါရဲ့ဆိုရဲဗန်ဒိုက်တို့နူနူမန်ဒတ်တို့ကိုတော့မှဂျွန်နိုင်းနဲ့ကစားသမားမျိုးရှိပေမယ့်ဟိုတုန်းကအက်ရှလီကိုကိုဂျွန်နိုင်းနဲ့ကစားသမားရှိဘူးဆိုတာတော်တော်လေးကိုပဲခေရခဲချက်ပါဒါကြောင့်သူကလည်းပဲချိန်စီအတွက်ကန်တွင်တူပါပဲမေးရထားလို့မရပါဘူးနောက်ပြီးတော့ရော်နယ်ဒိုကလည်းဟိုတုန်းကသူ့ရဲ့အကောင်းဆုံးအချိန်မှာအဲ့လိုမျိုးဖြစ်ခဲ့တဲ့အတွက်တော်တော်လေးကိုတော့ယူဆုံးမရဖြစ်မိမှသိကြပါတယ်ဒါမဲ့လည်းဘာမှမတတ်နိုင်ခဲ့ပါဘူးအရှိ့အရှိတိုင်းသာလက်ခံခဲ့ပါတယ်အဲ့လိုအဲ့လိုကနေဒီရာကအခုရော်နယ်ဒိုလိုကစားသမားအတွက်ပြောစမတ်တွင်ရမယ့်အရာတစ်ခုလို့ဖြစ်သွားတော့တာပါ ဒါကြောင့် Ronaldo လိုအရာအားလုံးကိုအောင်နိုင်ထားတဲ့အကောင်းဆုံးကစားသမားကြီးရဲ့အတွက်တောင်မှအခက်အခဲဆုံးပြိုင်ဘက်ဆိုတာရှိခဲ့ပူပါတယ်။ပရိသတ်တို့မှလည်းသူတို့ညောင်းနဲ့ပတ်သက်ပြီးတော့တီထားတဲ့အမတ်တရားလေးရှိရင်ပြောပြပေးသွားကြပါဦးခင်ဗျာ။အားလုံးကျေးဇူးအထူးပဲတင်ပါတယ်။